မြန်မာသက်ကရကောဇာသက်ကရ1389ခုနှစ်ကို ရောက်လာ ကောင်းရင်ကျိုးနေသားအားလုံးထဲမှာအတိပါပါကျိုးလို့ခေါ်တဲ့စနေအတိသောမကျိုးလို့ခေါ်တဲ့ဂျာသပတိနေလ တို့ရဲ့အနေထားကဒီတစ်နှစ်လုံးအတွင်းမှာကသောင်းကနေလေးတွေဖြစ်နေတယ်အာပြုမှုတဲ့အာဖြစ်မှုပဲကပို့ပြီးတော့အာတာနေတယ်အတိ ပါပဂျိုဖြစ်တဲ့စနေဂျိုကမင်းရသည်မှာတစ်နှစ်လုံးတည်တယ်တည်နေရမှာသူ့ရဲ့အစွမ်းကအနေငယ်ရော့မရောဖြစ်လာတယ်ဇူလိုင်14ရက်နေ့မှာနောက်ပြန်သွားတဲ့အချိန်မှာတော့သူ့ရဲ့အားကနည်းနည်းလျော့သွားတာပေါ့ဒါပေမဲ့သူက၄လနဲ့14ရက်နောက်ပြန်သွားနေရမှာနိုဝင်ဘာ28ရက်ကနေအတက်ပြန်သွားတဲ့အချိန်မှာသူ့ရဲ့အားပလစွမ်းကပြန်ပြီးတော့ပြင်းထန်လာတော့ လူရဲကံရေးလေးတွေမှာလောကကံရတာလေးတွေမှာလူတိုင်းအတွက်အနောက်ရှက်လေးတွေများတတ်တာပေါ့လေအတီသောမှာကောင်းခြင်းတွေကိုပံ့ပိုးပေးနိုင်တဲ့ကြာသာပတိဂျိုကလည်းအခုချိန်မှာပြိဿရာသီထဲမှာတီနေရမှမေလ15ရက်နေ့ကြာရဲ့မေတော်ရာသီကိုရောက်တော့သူ့ကိုချုပ်ကင်ထားတဲ့ရာသီရောက်တဲ့ကိုရောက်သွားပြီးတော့သူ့ဆွမ်းအောင်သူ့ပြည့်မပြနိုင်တော့သူ့ရဲ့ဆွမ်းရုပ်ကြသွားတဲ့အားကျော်သွားတဲ့နေရာကိုသူကရောက်သွားတယ် ဲ့ဒီလိုနဲ့သူကအာရုပ်လျော့စွာဖြတ်သန်းနေတဲ့အချိန်ကိုဖြတ်သန်းနေရမှာကတကရာသီကိုအောက်တိုဘာလ19ရက်နေ့မှာသူကရောက်သွားမှာအဲ့ဒီရောက်တဲ့အချိန်မှာသူ့ရဲ့အာအင်မတန်မြင့်သွားတယ်အုတ်စွမ်းသတိရဲ့အာဗလာအင်မတန်ကောင်းလာပြီးတော့လူတွေကိုကောင်းဖို့အတွက်ကိုပေးတဲ့အနေထားကိုရောက်လာရမှာတပံနိုဝင်ဘာလ7ရက်ကိုရောက်တော့အဲ့ဒီ ကြာသာပလေးကြွားတယ်နောက်ပြန်သွားပြီးတော့အာဗလာတွေကလုံးယော့သွားပြီးတဲ့အချိန်မှာနောက်ပိုင်းမှာတောမဂျိုတွေရဲ့ဇွမ်းသက်တရားလည်းရုတ်လျော့တာပေါ့အပြည့်မပေးနိုင်ဘူးပေါ့အားရှိတဲ့အတိုင်းပဲအပြည့်မထုတ်နိုင်ဘူးဒီနေရာမှာကဘာမြကြီးရဲ့တဘာဝကိုအဓိကကင်တွယ်နေတဲ့တနင်းကနွေဂျိုနဲ့တနင်းလာဂျိုနေလနှစ်ပါးဟာဒီလာမဲ့တော်သလင်း လပြည့်ကျော်တရနေ့မှာသကောင်းရန်ချိန်မှာလကြက်မှာလပြည့်ကျော်နှစ်ရက်နေ့ထိကပ်ပါသွားတယ်ဒါကအင်္ဂလိပ်လိုဆိုရင်တော့ September 9ရက်နေ့ရှယ်နေ့အခုညသကောင်းရန်မှာဒါလကြက်မှာပြီးရင်နေကြအောင်ပါနေရကြက်တာကတော်သလင်းလခွေနေ့သကောင်းရန်လခွေရဲ့သကောင်းရောက်ကန်ဒီမနေ့ပိုင်းလေးလို့မှာနေရကြက်မှာမမြင်ရတဲ့နေမင်းကြီးတရားနေမမြင်ရနေမင်းကြီးမှောင်ကြသွားမှာ နောက်တစ်နေ့အထိကုဝင်ပြီးမှနေချက်ချင်းကပြီးမှရအားဖြင့် September 27နဲ့22အကူတွေဒီအချိန်နေသားလုံးကို သိရှိထားရဲ့နေသားတွေနေကိုင်းလာကိုင်းနေကိုင်းသမားတွေဆိုတာကတနင်္ဂနွေအင်္ဂါစနေရာဟုမှာမွေးတဲ့ပါပအုပ်စုနေရနေဥဆောင်တဲ့အတွက်နေကိုင်းသမားတွေ ်လာကိုင်းသမားတွေလို့ခေါ်တဲ့တနင်းလာဗုဒ္ဓဟူးဇာသာပတိသောကြာသောမဥဆောင်တယ်သောမကျော်တယ်လာကိုင်းသမားတွေအားလုံးတို့အတွက်ကကြမာကဟောကိန်းထုတ်တာတဲ့ရေရရပေးတာပို့ပြီးတော့တင့်တင့်လျော့ပတ်မယ်လို့အောက်မိပါတယ်အဲ့အတွက်1389ခုနဲ့အတွက်နေကိုင်းလာကိုင်းမှာတရှိနေသောသူအားလုံးတို့အတွက်ရေရရကိုတင်ပြပါတယ် အဓိကတနင်္ဂနွေတနင်္လာ အင်္ဂါဗုဒ္ဓရာဟုကြာသပတိသောကြာစနေအလုံးသော သူတွေအတွက်ဒီတနှစ်တာပတ်လုံးအတွင်းမှာတပြေငါညွန့်ဖျက်တင်ရမယ်ကိုနေ့မှာကိုတင်ရမယ်တနင်္ဂနွေမွေးစုတင်းတွေနေ့မှာတင်းတင်းလာမွေးစုတင်းလာနေ့မှာတင်းကိုနေ့မှာကိုမနေ့မှာတင်ရမယ်မနေ့6နိုင်ရနေ့7နိုင်အတွင်းမှာတင်းရမယ်တင်တဲ့အခါမှာအလုံးသော သူတို့စီ ဖန်ခွက်ထဲမှာရေဖြည့်ပြီးတော့အဲ့ဒီဖန်ခွက်ကိုကျွေးပကံပြားတစ်ချက်ပေါ်မှာ တင်ပြီးတော့ဖျားကတ်လူရမယ်ဘာသာကြားတွေအတွက်မိမိယုံကြည်ကိုးကွယ်ရာဖျားတင်တယ်မတင်လဲဇပွဲတစ်ခုပေါ်မှာအမြင့်တရားမှာတင်ထားရမယ်လေးညသိထားပြီးရင်စွန့်နောက်တစ်ပတ်မှာပြန်တင်ဒီလိုဆက်တိုက်ထားရမယ်ပြီးတော့လေးညသိထားပြီးရင်ကိုနေ့ကနေစပြီးလေးညတညနှစ်ညသုံးညလေးညထားပြီးကျန်တဲ့နေ့တွေမှာကြတော့ ခရီညွန်လေးတညွန်ကိုအဲ့ဒီဖန်ခွေထဲမှာထည့်ထည့်ပြီးတော့မှကျန်တဲ့ရက်တွေကိုအားဖြစ်ရမယ်ခရီကခကကငန်းနဲ့ရပ်ပလက်ရောက်လာကတွဲထတာတနင်္လာနဲ့ဗုဒ္ဓနဲ့တွဲတာအမငရှင်တို့လေကျန်းတာတို့ရေကြီးတာတို့ကိုပယ်ရှားဖို့အတွက်ကိုဒီလိုလုပ်နေရတာအဲ့တော့သပြင်းငါးညွန်တစ်လက်ခရီတစ်လက်ဤကဲ့သို့ဟန်ချက်ညီညီတင်ပြီးတော့ဒီတနှစ်တာကာလအတွင်း အစိုးညာတို့ကိုကာကွယ်ကြပါဝိုင်းဝန်းကာကွယ်ကြပါထူးထူးခြားခြားယုံကြည်မှုရဲ့စွမ်းသက်တည်းဟာထူးခြားတဲ့စွမ်းသက်တည်းတစ်ခုဖြစ် ဖွဲ့စည်းလာပြီးတော့မကောင်းသော အရာတို့ကိုကြိုတင်သိမြင်နိုင်ခြင်းကြိုတင်ပယ်ရှားနိုင်ခြင်းဖြစ်ပေါ်လာသောအညာတို့ကိုယုံထွက်နိုင်ခြင်းဆိုတဲ့စွမ်းသက်တည်းတွေပေါ်ထွန်းလာပါလိမ့်မယ်နေသားသီးသီးတို့အတွက်အထူးပြုရတရားကတော့တနေ့ကနေ့မျိုးစုတွေအတွက်ကတနေ့ကနေ့တည့်ရက်ပါ မနေ့6နိုင်နဲ့9နိုင်ခွဲအတွဲမှာအုံစည်းချောက်တလုံးပေါ်မှာထုံ6ချက်တုတ်အဲ့ဒီပေါ်မှာမှဖျောင်းတိုင်အနီရောင်တင်ထွန်းဖျောင်းတိုင်တွန်းနေတိုင်းဆက်တိုက်သုံးရက်ထွန်းပြီးရင်အဲ့ဒီအုံစည်းကို အမှန်တကယ်စားသုံးသူကိုလှူလိုက်ပါ၎င်းပြင်ကောင်းချင်းကံချမာများရစေဖို့အတွက်တန်လိုက်တုံးတုံးကိုရွှေရောင်ကပ်ပြီးတော့ကိုလှုပ်လှုပ်တဲ့နေရာမှာကိုဝင်းချင်းမှာထားပါ အနေကင်းခြင်းလက်ရှင်ခြင်းရပါမယ်တင်းလာနေမွေးသူတွေအတွက်ကတော့မိမိအရက်နဲ့အလျားညီတဲ့ကြံချောင်းတစ်ချောင်းကိုအနီအောင်ဖဲချိုးနဲ့ပတ်ပြီးတော့ညောင်ပြောင်မှာသွားထားရမယ်တင်းလာနေမှာထားရမယ်မနေ့6နိုင်နဲ့9နိုင်ခွဲအတွင်းမှာသွားထားရမယ်ပြီးတော့ရွှေရောင်တွေချိတ်တစ်ခုနဲ့ငွေရောင်တွေချိတ်တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့ကိုလုံးလုံးတဲ့ဇပွဲမှာထားထားပြီးအနီအကင်းခြင်းနဲ့လက်ပွင့်ခြင်းတို့ကိုရရှိစေလိမ့်မယ်အင်္ဂါနေ့မွေးသူတွေအတွက်ကတော့ ဖရာဇေဒီတွေမှာသွားပြီးညောင်ထောက်ချင်းကုသိုလ်ကောင်းမှုကိုပြုပါပြီးတော့ကောင်းချင်းကံကြမ္မာများရစေရန်အတွက်ကို အနောက်မြောက်တောက်အမြင့်တနေရာမှာလေတက်ရဲ့လှုပ်ခတ်အစံမြည်တဲ့ wind chime သို့မဟုတ်ဆဲလဲလေးတွေချိတ်ဆွဲထားလိုက်ပါ အန်ရကင်းဘေးရှင်းပြီးလက်ပွေချင်းကိုချုံမဲ့ဘုတ်တခုနဲ့မွေးသူတွေအတွက်ကတော့ဝါပင် ဝါမင်းယာစာဆိုတဲ့အပင်ကိုယူပြီးတော့ကို့အနီးပါအိမ်ရှိမှာမြေအိုးနဲ့အလှဆိုင်အိုးနဲ့စိုက်ပျိုးပြီးရေလောင်းရက်ခတ်ပေးပါ ကောင်းချင်းကံကြမ္မာနဲ့လက်ပွင့်ချင်းနဲ့ချင်းရှားစွာရရှိဇေယံအလို့ငါပိုက်ဆံအကျွေစိတ်နှစ်စိတ်ကို အလဲမှာကော်ထက်ကပ်ပြီးတော့ယာဟုမွေးသူတွေအတွက်ကရဲရိုပင်ကိုတံပုံးထဲမှာသဲဖြည့်ပြီးတော့စိုက်ပျိုးပြီးတော့မြောက်ရက်မှာထား ရေလောင်းပေးပါရက်ခတ်ပေးပါအာနီယကင်းပေးရှိမယ်လက်ပွင့်ကံပွင့်ဇေယံအတွက်ကိုတော့ဖျားစီဒီမှာမကြာခဏသွားရောက်ပြီးတော့ရွှေသင်ကန်းကတ်လှခြင်းပြုပေးပါဂျာသပဒေးနေမွေးသူတွေအတွက်ကတော့မြေအိုးထဲမှာပိန်ပန်းပင် interium လို့ခေါ်တယ်ပိန်ပန်းပင်စိုက်ပြိုးပြီးတော့အနောက်မြောက်အရက်မှာထားရှိပါဖြစ်เสียရှိအပင်မှာဖြစ်သွားမယ်လူမှာမရှိတော့အန်ဒီယံကင်းသွားလိမ့်မယ်၎င်းတော့ကောင်းချင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရအတွက် မိမိရဲ့ပုံဒူပကြီးကားကိုရေးဆွဲပြီးတော့ဖြစ်စေမိမိဓာတ်ပုံကိုရေးရဖြစ်စေနေရာမှာချိတ်ဆွဲခြင်းဖြစ်စေစပွဲမှာတင်ထားခြင်းဖြစ်စေပြုပါအညာဆိုကင်းုံတမကလက်ပွင့်ကပွင့်ခြင်းနေရှိလိမ့်မယ်။သောကြာနေ့မွေးသူတွေအတွက်ကတော့ကောင်းခြင်းကံကြမ္မာနဲ့အရာရာအစဉ်ပြေစေဖို့အတွက်ဗတောက်ပင်တပင်ရဲ့အရှိတောင်ဘက်ကနေဗတောက်ကိုင်းကိုယူပြီးတော့အဲ့ဒီဗတောက်ကိုင်းကို မိမိညာလေညိုးနဲ့တထွာဖြတ်အခောက်ခွာပြီးတော့ရွှေချပြီးကို့နဘေးစောင်းထားပေးရမယ်။ကောင်းသောကံကြမ္မာများထင်ရှားစွာရစေဖို့အတွက်သုံးလက်မှဇန်ချောင်းတစ်ချောင်းကိုရွှေအောင်သုတ်ပြီးတော့ကို့အလုတ်လုံနေရာမှာထားလိုက်ပါ။လက်ပွင့်သွားတယ်မယ်။စနေနေ့မွေးသူတွေအတွက်အညာဆိုးကင်းပြီးကောင်းခြင်းကံရဖို့အတွက်တောင်ထမ်းပင်ဒန်းပင်ဒေါနာပင် စနေနံပင်ကိုအိုးထဲမှာစိုက်ပြီးတော့အနောက်နေဝရရက်မှာထားပါ။ဖြစ်เสียရှင်ရင်ပင်မှာဖြစ်မယ်။ ကောင်းကျင်ကံတွေကိုလည်းသူကဆဲဆောင်ပေးမယ်ပိုမိုကံကောင်းစေရန်အင်ကြီးကျဲသေးစေခုနှစ်စေကိုပလတ်စတစ်အိတ်ကလေးနှိပ်စိအိတ်ကလေးပေါ့နော်ဒီလိုအိတ်ပိတ်လို့ရတဲ့အိတ်လေးတွေမှာထည့်ပြီးတော့အဲ့ဒီခုနှစ်စေသောကျဲသေးစေပါတဲ့အိတ်ကလေးကိုပိုက်ဆံသိမ်းတဲ့နေရာသို့မဟုတ်ပိုက်ဆံရတဲ့ထည့်ဆောင်လက်ပွင့်ပြန်ကောင်းခြင်းများရရှိပါလိမ့်မယ်1380ခုကို ကောင်းစွာအစဉ်ပြေစွာကျော်ဖြတ်နိုင်ကြပါစေ